ော့ထိုင်းနိုင်ငံကလေဟိုအချက်စာကြီးကဘလောက်ထိုင်းနိုင်ငံကမြန်မာနိုင်ငံပေါ်အချက်စာဩနင်းဟာလေကျင်ညာပေးတာကောင်းကောင်းမွန်မွန်ကျင်ညာပေးပြီးရောပေါ့ဘာလို့မလဲရန်တိုက်ရုံးမလားဟာတိုက်တာဘလောက်မကောင်းလဲဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံတည်းကလက်နက်ကိုင်းတောင်းကျမ်းသူတွေပေါ့နော်လက်နက်ကိုင်းတောင်းကျမ်းသူတွေကိုသူတို့နိုင်ငံထဲမှာအေးစေးလွတ်လပ်လပ်သွားလာနေထိုင်ခဲ့ပေးထားတယ်အဲဒီလက်နက်ကိုင်းတောင်းကျမ်းသူတွေရဲ့ပိုင်ဆိုင်မှုတွေထိုင်းနိုင်ငံမှာအေးစေးလက်ခံထားရှိထားတယ်ပြီးရင်ကျမတို့မြန်မာနိုင်ငံမှာ2021ခုနှစ်မှာနိုင်ငံရေးဖြစ်စဉ်ကြီးဖြစ်တော့ခါကြတော့ တော့နိုင်ငံရဲ့ဒီနိုင်ငံကိုဒေါ်လာပုံကံမဲ့သူတွေအစိုးရကိုဒေါ်လာပုံကံမဲ့သူတွေအကုန်လုံးဘယ်ရောက်ရောက်လဲဆိုအိုက်ထိုင်းနိုင်ငံမဲ့ဆောက်ကနေပြီးတော့ဟိုချင်းမအောင်ရောက်အစီအစဉ်တော် YouTube channel ကနေကြိုးဆိုပါတယ်ဗျကျွန်တော်အခုပြောနေတဲ့ channel ကတဲ့တဲ့တွေးတဲ့တဲ့ပြောပြီးတော့အမှန်တရားနဲ့ပြောတဲ့အခါကျရင်ထိခိုက်ရလွယ်ဖြစ်တော့ထင်တိုင်းမပေါက်တဲ့ channel မျိုးဖြစ်နေတယ်။ဘာဖြစ်လို့ဒီလိုမျိုးကျွန်တော် ပြောတာလဲဆိုတော့ ငွေကြေးဆိုတဲ့အရာရလုံမှုထက်ကျွန်တော်ပြောနေတဲ့စကားတွေထဲမှာကျွန်တော်မြန်မာနိုင်ငံနိုင်ငံသားတွေအတွက်အမားလုံနေတဲ့လူတွေပဲဖြစ်ဖြစ်အမှန်လုံနေတဲ့လူတွေပဲဖြစ်ဖြစ်ဒီလူတွေရဲ့တောက်ကျင့်တွေပေါ့မကောင်းတဲ့အကျင့်တဒေပါနေတဲ့အရာတွေကိုအဓိကကျွန်တော်ကပြောတယ်ဒါကြောင့်မလို့ like share subscribe လေးတွေနဲ့ကူညီပေးပါလို့မေတ္တာရက်ခံပါတယ်အခုဒီမှာဒီပုံလေးကတော့ကချင်ပြည်နယ်လိုင်စာမြို့က ကချင်လွတ်လပ်ရေးတက်မတော့ KIA ဌာနချုပ်ဗိုလ်တင်နှန်းချောင်းကိုလွန်ခဲ့တဲ့၁၇နှစ်ကဒါကျွန်တော်ထိုင်းနိုင်ငံကိုစားရောက်တဲ့အချိန်စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပြစ်လို့ကြာဆုံးခဲ့တဲ့အာရခတ်တပ်တော် AA ဘိုလောင်း၈ဦးအပါအဝင်ဘိုလောင်း၂၃ဦးအတွက်အောက်မေ့ပွဲအခမ်းအနားပြုလုပ်ပြီးမြည်သည့်အခါမှမေးပြောင်းမီမဟုတ်ကြောင်း AA ကယနေ့ညနေပိုင်းမှာထုတ်ပြန်ပါတယ် KIA ဌာနချုပ်ကြီးဝေချိုင်ပွန်ဗိုလ်တင်နှန်းချောင်းကိုပြီးခဲ့တဲ့၂၀၁၄ နိုဝင်ဘာလ19ရက်မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့အာရခတ်တပ်တော်ကဘူလောင်း၈ဦးနဲ့ကြံတိုင်းရင်းသားအဖွဲ့များကဘူလောင်း၅ဦးစုစုပေါင်း23ဦးကြာဆုံးခဲ့တာတဲ့ကြာဆုံးသွားတဲ့ရဲဘော်တွေနဲ့အခု AA ကထုတ်ပြန်တဲ့သတင်းအတိုင်းကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကလည်း ရခိုင်လူမျိုးပဲဖြစ်ဖြစ်ဗမာလူမျိုးပဲဖြစ်ဖြစ်ကရင်လူမျိုးပဲဖြစ်ဖြစ်မွန်လူမျိုးပဲဖြစ်ဖြစ်တနိုင်ငံလုံးအတိုင်းအတာနဲ့မိမိပြည်နယ်ပြည်နယ်လွတ်မြောက်ရေးကိုအဓိကမထားပဲနိုင်ငံစစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်အောင်ကြံဆောင်နေတဲ့အေးအေးအဖွဲ့အစည်းနဲ့ဥဆောင်သူဗိုလ်ချုပ်ထွန်းမြိုင်နေတကွကြာဆုံးရဲဘော်တွေကိုကျွန်တော်ဒီနေ့ကနေအောက်မေ့ဘွယ်အနေနဲ့ဂါရောပြုပါတယ်ဗျာနော်ဒီမှာလာပြီအကွက်စမ်းနေ ဒီအကွက်ဆန်းစကားတွေတချက်နားထောင်အောင်ရွေးကောက်ပွဲဂရိပတိပါကရီးဖြင့်ထိုးရန်နဲ့ကြန့်ခိုက်ရေးကောင်းဆောင်ပြောတယ်တဲ့နိုင်ငံဝန်ထမ်းတွေအနေနဲ့အခမဲ့ခရီးသွားလာခွင့်ရရှိရေးအမကန်ချက်တွေကုံစင်းလုံးကြဆင်းအောင်ဆောင်ရွက်ပေးမဲ့ဂတိကဝတ်တွေလေသမားတွေရဲ့ကျွေးမိတန်လျာကတစားတဲ့တစားကင်းရှင်းအောင်ဆောင်ရွက်မဲ့အစီအစဉ်တွေပြပိုက်ရောက်နိုင်ငံသားတွေရဲ့ရပိုင်ခွင့်အခွင့်အလမ်းတွေနိုင်ငံသားတွေရဲ့အလုတ်ကင်အခွင့်အလမ်းတွေ လှုပ်ပေးမယ်လို့ကျွန်တော်ဂရီပေးပါတယ်တဲ့လက်တချန်ခင်အောင်သိန်းလင်းတို့အကွက်ရွှေ့တဲ့နေရာမှာတော့ကြံ့ခံရေးဟာထိတ်ဆုံးကနေဖာကြတယ်လိမ့်တယ်ကတ်လိကကြေးကြတယ်ပြည်သူကိုစနစ်တကျနဲ့လိမ့်တဲ့နေရာမှာအာနာရှင်လူစုနဲ့ကြံ့ခံရေးပဲကြားထဲမှာခံနေတဲ့စစ်တပ်ဆိုတဲ့တမတော်သားတွေမပါဘူးဘာကြောင့်လဲဆိုတော့မတက်တာလို့နေနေရတဲ့အထဲမှာစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ခက်ခဲနေတဲ့တမတော်သားတွေ ပါနေတယ်။ဒါကိုကျွန်တော်တို့ကနားလည်ခွင့်လုပ်ပေးလို့ရတယ်။အဲ့ဒီအရာကို9နှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာကျွန်တော်တို့ပကတာဝုံနိုင်ကျဲပြီးတော့စစ်ထဏာကျူကြီးအားလုံးကိုဝိုင်းစည်းလိုက်ရင်ဒီတက်မတော်သားတွေကချက်ချင်းလက်နက်ချပြီးဝင်လာမဲ့အနေအထားတွေအများကြီးရှိတယ်။သူပြောတာနော်။ဓာရီကိုယူကောက်ပွဲအနိုင်ရလို့ဓာရီကိုလုံမပေးဘူးဆိုရင်တူကိုလက်တီးနဲ့ထိုးလို့ရတယ်တဲ့ လက်သီးနဲ့ထိုးမယ်ဆိုရင်ကြက်ခိုင်ရေးဆိုတဲ့အဖွဲကြီးစပေါ်တဲကထိုးလိုက်ရင်အဲ့ဒီအဖွဲကြီးမှာရှိတဲ့ဥက္ခရာကနေအောက်ဆုံးလမ်းဘေးအဆင့်ရှိနေတဲ့အုပ်ကြီးတွေကုန်ကြားတွေကအစမျက်နာမှာလက်သီးတွေဘလဘွားနဲ့ဒဏ်ရာတွေဘလဘွားနဲ့ဖြစ်နေမှာပေါ့အရှက်မရှိပြောနေတဲ့သူတို့ရဲ့စကားထပ်ပြီးတော့ပြည်သူကိုစနစ်တကျနဲ့ရုံမှာရက်ဆက်မယ်ဆိုတဲ့အကြံစီတွေနဲ့လိုင်းမော်တွေပေါ်မှာပေါ်တင်ကြီးတောင်ပြောနေပြီဗျာ ီအရာတွေကိုကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့မတိလေရောသလားဘာကြောင့်မတွေးမိကြတာလဲအဲ့ဒီအရာကိုဒါမှဘူးလက်ပြောထားတယ်တေချာတေတေချာချာလေးနားထောင်ကြည့်ကျွန်တော်ပြီးမှအဲ့ဒီအရာကိုပြန်ပြီးပြောမယ်မင်္ဂလာပါလေးစားပါတယ်ဒီနေ့ကနိုဝင်ဘာ၁၀ပေါ့တနင်္လာနေ့အခုမှ hot issue ပေါ့ဘာဖြစ်နေလဲဆိုတော့နိုင်ငံရေးပါတီရဲ့မဲဆွဲတဲ့အခါမှာ တန်းခိုင်မမပါပေါ့တန်းတဲ့ပါတီရဲ့ဒီလူစီပုဒ်တာရတ်တန့်ပြီမယ်သူတို့မဲတဲ့ဘယ်လိုပြောရရအကုန်လုံးကကြောက်ရွံ့နေကြတယ်တဲ့ဒီလူစီပုဒ်တာလိုင်းမှာကြောက်လို့ဒါတကဘာလုံးဗျကဘာလုံးမှာဥပဒေပြတကဘာလုံးမှာစစ်မှုထမ်းဥပဒေရှိတယ်โอเคကျွန်တော်လက်ခံတယ်မြန်မာနိုင်ငံအတွင်းမှာမြန်မာနိုင်ငံကတခြားနိုင်ငံနဲ့စစ်ဖြစ်နေတာမဟုတ်ဘဲနဲ့ပြည်တွင်းစစ်ဖြစ်နေတာဘာကြောင့်လဲ တိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းတွေမှာပါအခုအလဲပိုင်းမှာရှိတဲ့လက်နက်ကင်အဖွဲ့အစည်းမရှိတဲ့မြေပြန့်ဒေသတွေကအစတွန်းလှန်နေတာစနစ်ဆိုးကိုတွန်းလှန်နေတာအဲ့ဒီစနစ်ဆိုးကိုချုပ်ကင်ထားတဲ့အာနာရှင်တို့ဒီလိုအောက်တန်းစားတွေကိုတွန်းလှန်နေတာအဲ့ဒီအရာကိုကျွန်တော်တို့ဘယ်လိုစိတ်မျိုးနဲ့တွေးမလဲထားပြီးတော့စမှုထားရတာဗျထိုင်းတို့တောင်ကိုရီးယားတို့ဒီတိုင်းပဲဗျ ကြာဦးကျွန်တော်တို့ကြက်ခိုင်ကြီးကတော့ဘာမှမပြောကြက်ခိုင်ကထားကျူးစင်ကံထားကူထားရမယ့်ကိစ္စဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့တက်မတော်မှာလက်သက်ရှိတယ်ခဲရရှိတယ်တင်ကားရှိတယ်အမြောက်ရှိတယ်လေးမြန်ရှိတယ်စစ်တမောရှိတယ်လူမရှိဘူးဝန်ခံသွားပြီနော်အဲ့ဒီလူကိုပြူးစင်ကံဥပဒေနဲ့ဖြည့်တင်လိုက်ဟုတ်ပြီဒီမှာကျွန်တော်ပြောပြီ လူမရှိဘူးအကုန်အပြည့်စုံရှိတယ်ဒါကိုကျွန်တော်တို့ခမားတို့လည်းအားလုံးသိတယ်အဲ့ဒီအတွက်စင်မူရန်ဥပဒေထုတ်လိုက်တဲ့အချိန်ကစပြီးကျွန်တော်တို့ပို့တွေနဲ့ညီပေါင်းစုံနဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ညီငယ်ညီမငယ်တွေသို့မဟုတ်မိဘတွေကိုကျွန်တော်တို့ဒီစပီကာလုတ်တဲ့လူတွေကအချိန်ပြည့်စော်ဩကြတယ်ပြေးကြပြေးကြတကယ်လို့စင်မူရန်ဥပဒေတွေတော့မပါခြင်းဘူးဆိုရင် ဘယ်လိုပုံစံနဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကိုဘယ်လိုဝင်လို့ရတယ်ဆိုတဲ့အရာကသာပြောတယ်။တူတီမဟုတ်တခြားနိုင်ငံတွေကိုထွက်ပြေးလို့ရတယ်အနည်းဆက်ဆုံးထိုင်းနိုင်ငံဒီအရာတွေကိုမျက်ကွယ်ပြုတဲ့အတွက်ဘူလက်တို့သူတို့လိုလူသားမျိုးတွေကစနစ်တကျနဲ့ရုံမာတာဟုတ်တလားမဟုတ်တလားဆိုတာဒါအဖြေပဲကျွန်တော်တို့ပြည်သူကိုစနစ်တကျနဲ့ဖြည်းဖြည်းချင်းအသားကိုဓာတ်နဲ့ပါ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 လှီးသလိုပါ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 လှီးနေတာ ပါ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 လီးနေတာအဲ့ဒီအရာကိုကျွန်တော်တို့ခင်ဗျားတို့မြင်တတ်ဖို့လိုတယ်ဗျ။အဲ့ဒါကိုတသိလောက်ညာတူတက်လာ။ဒါကြောင့်မို့လို့သခိုင်းတစ်ခုတစ်ခုပြန်ရတယ်။အရင်က40 50နဲ့သွားစကူအ200 300နဲ့သွားပြီးတော့အရန်နစ်နာတယ်။အဲ့ဒါကျွန်တော်တို့အတွက်အရန်နစ်နာတယ်။ကျွန်တော်တို့အာနာရှင်ကိုတွန်းလှန်နေတဲ့ဘက်မှာကျွန်တော်တို့အရန်နစ်နာတယ်။ဘာကြောင့်လဲ။တကယ်ကောငါညီတို့ညီမတို့ကစစ်မှုထမ်းဥပဒေထဲမှာစစ်သားလုတ်ချင်တာလား။ မမှန်တရားကိုထောက်ခံကြတာလားဆိုတော့ဒီမှာအဖြေထွက်သွားပြီ။ဘာကြောင့်လဲ။ဘာကြောင့်ဒီလူမျိုးတွေနေနေကြတာလဲ။ဘာကြောင့်ဒီလူမျိုးတွေငုံခံနေကြတာလဲ။ဘာကြောင့်မိမိရဲ့အတက်ကိုစည်ဒီခံနေကြတာလဲ။ဒီအရာကိုလူငယ်လူရွယ်ကမသိဘူးဆိုရင်အတိညာဉ်တရားပြေဝတဲ့မိဘတွေအနေနဲ့ဒါမမှန်တရားဆိုတော့သိရင်အားလုံးတွန်းကန်ပြီးတော့ရုံထွက်လို့ရအောင်မိမိရဲ့သားသမီးတွေကိုလောက်ရမှာထွက်ပြေးခိုင်းရမှာ အဲ့လိုမှမပြေးခိုင်းပဲနဲ့ငါတို့ငါတို့အလှည့်မရောက်သေးဘူးငါတို့အလှည့်မရောက်သေးဘူးအခုပေါင်ပေါ်ကိုမီးပွားကြလို့ကျွန်တော်တို့ဘက်နဲ့ထိတိုက်တိုးတဲ့ချိန်မှာအရင်တုန်းက80 100နဲ့လာတဲ့ AR ဟုတ်တယ်သူပြောတာမှန်တယ်200 300နဲ့လာနေပြီတကယ်ကောတိုက်မဲ့လူတွေလာမဟုတ်ဘူးဟိုကြရင်လူသားတိုင်းအဖြစ်လုတ်လဲပြီသူတို့က200လာတဲ့အင်းသူတို့စစ်သားအင်အားကအနည်းဆုံး90ပဲပါတယ်အများဆုံး90ပဲပါတယ်အဲ့ဒီအရာနဲ့ရှေ့မှာတိုင်းအဖြစ်လုတ်တာက150လောက်ရှိတယ် ကျွန်တော်တို့ညီငယ်ညီမငယ်တွေအဲ့ဒီအရာကြောင့်ပဲ PDF ထဲမှာရှိတဲ့ကလေးတွေကမင်းနဲ့ငါနဲ့တငယ်ချင်းဖြစ်ဖြစ်ဒီအခုအချိန်မျိုးမှာတော့ငါတို့ဒီအရာမှာဓမ္မအာရမခွဲတဲ့အချိန်မှာတော့တနက်ပြောင်းဝကငါတို့ဘက်ကိုပြန်မလှည့်နိုင်ဘူးမင်းတို့ဘက်ကိုပဲလှည့်ရမယ်ဒါကြောင့်မလို့ညီငယ်ညီမငယ်တွေကိုကျွန်တော်ဒီရကနေထပ်ပြီးတော့စော်အောင်ချင်းဖြစ်တယ်ချိန်မုန်းနိုင်တယ်အင်းအားတောင်းပါအဲ့လိုဖြစ်အောင်ဒီပြည်သူစစ်မှုရာဥပဒေကစွမ်းဆောင်ပေးနိုင် ဒါဟိုနိုင်ငံရေးပါတီတွေကဒီပြော့ကွက်ကိုနင်းပြီးတော့မှဟာသူတို့ကမဲထက်ဒါသူတို့မဲရလို့ရှိရင်ဒီပြည်သူ့စစ်မှုထားဥပဒေရပ်တန့်ပြစ်မယ်လို့ဒီလိုမျိုးပြောနေတာတချို့ကဒေပြောတယ်တချို့ကတော်ဝိုက်ကြီးပြောတယ်ဒီလိုပြောနေတာတွေကိုယူကြီးစီကဒါခေါ်ပြီးတရီဘေးဆုံးမတာတို့ဟာမဲဒါမျိုးပြောရင်မဲရုပ်ောက်ပွဲမဝရဘူးဒီလိုမျိုးပြောရမယ်ပြောတင်တယ်နော်ယူကြီးစီကအခုကြည့်ပါလိုင်းပေါ်မှာကြည့်လိုက်ပါပြောနေကြတယ်နော် ကြောက်ရွံ့နေကြတယ်တဲ့ပြည်သူစီမံတာလိုက်ရပါဆိုလို့တဲ့ကျွန်တော်ကမဲထည့်လိုက်တဲ့ဒါရက်တန့်ပြင်မယ်လို့ပြောတာဗျာဒါမတည်ဒီနည်းကတော့ကျွန်တော်အမြင်ကတော့ရုပ်ရှင်လိုပဲခေါ်တယ်သူတို့ခေါ်ထားတဲ့ပါတီကြီးပဲနိုင်ငံတကာစာမျက်နှာပေါ်မှာပါတီပေါင်းများစွာနဲ့ရွေးကောက်ပွဲဝင်ပြီးစက်ခံရေးပါတီဟာတရားမျှတစွာမဲရပါတယ်ဆိုပြီးတော့ဒီပါတီတွေကိုဆွဲခေါ်ပြီးတော့ ရုပ်သေးရုပ်တပွဲထားပြီးမင်းတို့တွေအဲ့ဒီစကားပြောဆိုပြီးတိတိကျကျတင်ထားပြီးတော့ပွဲစုပေါင်းမီးမြိုက်ပေးတဲ့နေရာမှာဒီလူဟာတိတ်တော်တယ်ဒါပေမဲ့သူ့ရဲ့သဘောထားတွေကတော့အမှန်ပဲနော်ဒါအာနာရှင်လူစုကစနစ်တကျရုပ်မာနေတဲ့သဘောထားတွေပဲအခုတောင်သူလက်သမားဝင်ကြီးကြော်သွားဆိုလို့မင်းမထိုင်ခွေးဖြစ်မယ်လို့ဘာဖြစ်မယ်လို့အဲ့ဒါစကားတွေကအလကားစကားတွေမဟုတ်ဘူးအခုသူပြောသလိုပေါ့မင်းမထက်ကြည့်ဘာဖြစ်မယ်ညာဖြစ်မယ်အခု တိုင်းနိုင်တိုင်းဘက်မှာလောင်းလို့မျိုးတွေဘက်ပါလိမ့်မှာရွာတွေကိုစစ်တပ်ကတွားပြီးတော့မဲမထိုင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုပြီးချင်းချောက်နေတဲ့အရာတွေတပုံကြီးရှိတယ်အဲ့ဒီအရာတွေကိုမျက်ကွယ်ပြော့ပြီးမျက်ကွယ်ပြုတ်ပြီးတော့အခုတော်တော်စေဖြစ်ပြက်နေတဲ့အရာထပ်ပြီးရှိသေးတယ်ចောင်းသားတွေចောင်းတက်ချင်ရင်မဲထည့်ရမယ်မဲကြိုထည့်မဲချုပ်တက်ပြီးမှចောင်းထည့်ရမယ်အဲ့ဒီအရာကို UEC ကအခုပြန်တော့ညင်းထားတယ်ဒါတွေအားလုံးဟာ အာနာရှင်လူစုရဲ့အောက်ကအာနာရှင်စင်စု အောက်ကနေရုပ်လေးတွေကြီးပဲအဲ့ဒီအရာကိုခင်ဗျားတို့ကြွတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေသိဖို့လိုတယ်သူတို့ကအပျော်စွဲဆွဲပြီးတော့နေနေတာအမှန်တကယ်တော့သူတို့ကအကြမ်းဖက်နဲ့ဝုံတိုင်းကျဲပြီးတော့လုပလိုက်ချင်တာနိုင်ငံကစာမျက်နှာမှာမလူလားအပ်တဲ့ပြဿနာတွေထပ်ဖြစ်မှာဆိုလို့အပျော်စွဲဆွဲတယ်ပြီးရင်ကြမ်းတမ်းတဲ့နီးနဲ့ဘုံတွေကျဲတယ်စစ်စင်ရေးတွေလုတ်တယ်စစ်မှုထမ်းဥပဒေကိုမရမကထုတ်ပေါ်တာဆွဲပတ်စံယူ ရိုက်နှက်တက်အမျိုးစုံတုတ်တဲ့အခုမနေ့ခုတနေ့ကပေါင်းမျိုးနယ်မှာစစ်ကြောင်းထိုးတဲ့အချိန်ကျတော့သူတို့ဘက်ကတေတဲ့လူတွေကအစသူတို့ကိုယ်တိုင်ပြန်ပြီးတော့တက်ခိုင်းတဲ့အဆင့်တွေပါရောက်နေပြီအဲ့ဒီအရာမျိုးတွေရေရှည်ကိုတွေးတက်ဖို့လိုတယ်ကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံသားတွေညီငယ်ညီမငယ်တွေမိမိတို့တက်ကြွတဲ့ပညာတွေက တကယ်အဆင့်အမှန်တွေကျွန်တော်တို့အသက်အရွယ်ကြီးတဲ့လူတွေမှာရှိတာကအတွေ့အကြုံပဲရှိတယ်တကယ်နီးပညာနဲ့တက်ကြွတဲ့အရာတွေမှာတော့မင်းတို့ကိုမကြော်ဘူး โอเคလူကြီးနဲ့လူငယ်ကွဲပြားသွားတဲ့အရာမှာတို့တို့မှာအတွေ့အကြုံရှိတဲ့အတွက်သူတို့လှုပ်လာမဲ့ plan တွေကိုကျွန်တော်တို့ကအတွေ့အမြင်တွေနဲ့နီလန်ပြပေးလို့ရတယ်မယုံရင်စမ်းကြည့်ငားနဲ့ရှိပြီးပျောက်သွားတဲ့ညီငယ်ညီမငယ်တွေမြန်မာနိုင်ငံအတွင်းမှာအများကြီးပဲစစ်မှုမထမ်းချိန်မဲနဲ့စစ်မှုထမ်းနေရတဲ့ညီငယ်ညီမငယ်တွေလည်းအများကြီးပဲတလျော့ဘာနဲ့တူလဲဆို NLD လက်ထက်ကပေါ့2015ကျွန်တော်ပုတ်ခတ်ပါသူတို့ NLD ကမဲထက်လိုက်မင်းတို့တရားလုံး ီတာကမကောက်ဘူးကျွန်တော်လာပြောတာအဖအကြီးတဲ့အဲ့လိုပြောနေတယ်အေးကွာလို့မေရှူတကုံရဖူးဘူးလားလို့ဘောလေကျွန်တော်ပြောမှအလူကံဘုံကြီးရဲ့လို့လက်စင်မီပူဇော်ရံရှူတကုံဖျားလို့တကူကြီးတဲ့ဖျားတော်မင်းမီတာကမလွတ်ဘူးကွာလို့မင်းတို့ရွာလွတ်ပါမလားလို့ကျွန်တော်အဲ့လိုပြောလိုက်တယ်အခုလဲပြည်သူစစ်မှုထမ်းတို့တို့ကမဲထဲရက်တန့်ပြစ်မယ်ဆိုရှူတကုံဖျားထမ်းတကူကြီးသေးလို့လားအဲ့ဒီပါတီကဒါတွေက UEC ကခေါ်ပြီးတတိပေးတဲ့နယ်ဒါမှမဟုတ်လဲ အဲ့ကိုယ်စလေလောက်ပယ်တဲ့လေကျွန်တော်မြင်တယ်စကားဆက်နေတယ်စကားဆက်ဖို့အတွက်အာနာရှင်ဟာစနစ်တကျနဲ့လုတ်ပုံလုံနီးကင်ပုံကင်နီးတွေကိုစနစ်တကျနဲ့လိုက်လုံနေတာအဲ့ဒီအရာကိုခင်ဗျားတို့ဘာလို့မသိသေးရောတယ်အခုထပ်ပြီးတော့စနစ်တကျလုံနေတဲ့အရာတွေမသိသူတို့ပြောသွားတဲ့စကားတွေတောင်အရင်ထူးဆန်းတဲ့စကားတွေပါတယ်တေချာမထောင်ကြည့် ပြောချင်တာကညီပိညီပိဆိုပြောကြအော်သုံးလုံးနေရာရှိပါတယ်အမှဆော်ရခံရပြီအဲ့ဒီခေါ်ဝေါ်သုံးလုံးကျွန်တော်ဘယ်တော့မှမသုံးခဲ့ဘူးဘယ်တော့မှမသုံးခဲ့ဘူးပေါ့ဒီနေရာမှာတော့ပြောရတော့ညီပိနဲ့မကတော့ပိတ်ပါပိတ်နေညီပိပြောပိပိတ်နေတဲ့လူတွေကိုပြောတာပြောလက်ခံတယ်ဒါပေမဲ့မဖာတော့မကြနိုင်ပိတ်ဖြစ်နေပါကောဒလာအိမ်နဲ့16ထဲထဲကအချက်တစ်ချက်ကိုကျွန်တော်ဒါမိုးချိုးတွေမပြစ်ကြဘူးတာမသိ ဇဗျူဒီဘလက်ရတောင်ကျုံပုပ္ပနဘိထွန်းတဲ့ကျုံသူတို့ကောင်းနေကြီးပဲနေတဲ့အရာကိုမြန်မာနိုင်ငံတနန်လလျားမှာရှိတဲ့အရှိအနောက်တောင်မြောက်နယ်မြေစီးစီးမြင်းတွေမှာဖျားတွေတဲပြီးတော့အောက်လန်းနီးတွေနဲ့ထပနာတွန်းခဲ့တာအာနာရှင်သူတို့ကလုတ်ခဲ့လို့လားမသိဘူးဒီကောင်တွေအဲ့လိုပောက်ကြီးရပြောတဲ့ချိန်မှာဘာကြောင့်မူးကြိုးတွေမပြစ်ကြတယ်မသိဘူးကျွန်တော်တို့လူတက်တော်တိုင်းမှာပြောသလိုပေါ့လူကောင်းတွေကအမြန်တဲပြီးလူရုပ်မာတွေကဘာကြောင့်ကြံနေသလဲဆိုတာဟာ ကောဒလာအိမ်မဲ့16ချက်ရှိပါတယ်အချက်တစ်ချက်ရှိပါဟာရှိုံသွားတာဒီမှာကျွန်တော်ပြထားပါနောက်ကာလမှာအနစ်မရှိတဲ့လူယုံမာတို့ရဲ့စကားကူတာလူအများပြတ်တက်၍လက်ခံအကြည့်ကျူးကြလိမ့်မည်လက်နက်ကိုင်းအီဝိုဖွဲ့ကြည့်လားနောက်ကာလမှာလူယုံမာတို့ရဲ့စကားကိုပဲလူအများလက်ခံလိုက်ကြမည်ဆိုတာတကယ်လို့ဒီ27ဒေါ်လာရေးမှာအာနာရှင်စနစ်တာအမြင့်မပြတ်ရင် ဒီလိုလူယုံမှာလူတန်းစားတွေဟာသူတို့လိုကောင်းစားမျိုးတွေကမြန်မာနိုင်ငံအတွင်းမှာကြံနေမဲ့အနေထားမှာဒါကိုသူပြောတာအဲ့ဒီအတွက်ကောသလအင်မတ်၁၆ချက်တွေကသူတို့လူချင်းနဲ့အကြောင်းအရာကိုထုတ်ပြီးတော့ကျွန်တော်တို့ကိုအရင်ဆုံးမင်းတို့ကိုဒါလုပ်မယ်ဆိုတာကိုကြိုပြီးတော့ပြောပါတာတကောင်ပဲ KNV NLA အဖွဲ့အပြင်းကျွန်တော်တို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EU ကိုဖွဲ့ပြီးပြီးရင်ကျွန်တော်တို့နေကြားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေ ဲ့နေကြဆောင်အမေကန်တပ်ဖွဲ့တွေကိုဘသူကခန့်ထားတာလဲဘသူကခန့်ထားတယ်ဘသူကဘသူကလဝိုင်းရိုက်ပြီးတော့သူတို့နဲ့အာနာရှင်စနစ်တည်မြဲအောင်မွေးမြူထားတာလဲခင်ဗျားတို့အားလုံးသိတယ်ဝင်ရောက်ပြီးတော့လောက်ကင်နေတာမျိုးဖြစ်ပါတယ်အဲ့ဒီလူတွေဝန်းချီကပ်ပြီးတော့ကိုကျိုးစာစီပွားရေးဓမာတွေဒါအဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်စဉ်းစားကြည့်နော် ကောတလအိမ်မက်16ချက်တည်းမှာပါတဲ့လူယုံမာတို့ရဲ့စကားကိုပဲနားထောင်ရမယ်ဆိုတော့ဒီလိုလူယုံမာတွေကသူတို့ကိုယ်တိုင်မွေးမြူထားတဲ့အဖွဲ့အစည်းတွေဒီမိုကရေစီအစ်စ်ကိုမပေးခြင်းလို့သူတို့ကိုယ်တိုင်မွေးမြူထားတဲ့အဖွဲ့အစည်းတွေအဲ့ဒီအဖွဲ့အစည်းမှာရှိတဲ့အခွင့်အရေးလိုချင်တဲ့လူတွေက NCA လက်မှတ်ထိုးပြီးတော့ဖလာမလာလုပ်နေတဲ့လူဒန်းစားတွေဒါသူတို့မွေးထားတဲ့အဖွဲ့အစည်းတွေကိုသူတို့ကအခုပြန်ပြီးတော့ဖာကြတယ်ကောတလအိမ်မက်16ချက်တည်းရဲ့အရာကိုအရင်ဆုံးဖောက်ပြတ်တာ ဘလူတဲဆိုတာစဉ်းစားကြည့်။နောက်နောက်ရှိခြေကူးဥပဒေကိုပြဋ္ဌာန်းပြီးတော့၂၁မှာအာဏာသိမ်းပြီးတော့စပြီးဖောက်ဖျက်တာဘသူလဲ။အခုထပ်ပြီးတော့ကျွန်တော်ပြောမယ့်အကြောင်းအရာရှိတယ်။ကျွန်တော်တို့ပြုံးပြုံးလေးဆိုတဲ့ဒိုက်တာကိုပေါင်းရိုက်တဲ့ရုပ်ရှင်ကိုနေရာအနှံ့မှာပြရမယ်။မဲဆောင်မှာပြရတယ်၊ချင်းမိုင်မှာပြရတယ်။အခုထိုင်းနိုင်ငံမှာရှိတဲ့စမူပကန်မှာပြဖို့ဆိုပြီးတော့စီစဉ်ထားပါတယ်။အဲ့စီစဉ်ထားတဲ့ရက်စွဲရဲ့ link တွေလက်မှတ်ဝယ်လို့ရတဲ့ link တွေကိုကျွန်တော်ဒီ YouTube ရဲ့ description မှာချပေးထားပါတယ်အဲ့ဒီမှာတွားပြီးတော့အားပေးလို့ရတယ်အဲ့ဒီကျွန်တော်တို့ကအားတက်တဲ့ရောနဲ့တော်လန်ရေးအတွက်တက်နိုင်တဲ့ဘက်ကပါဝင်တဲ့လူပညာရှင်တွေကိုလည်းလေးစားပါတယ်အဲ့ဒီလိုကျွန်တော်ကြင်ကြပေးမလို့ဒါပေမဲ့ဒါမှကြင်ကြပေးတယ်လူရှိတယ်တစ်ခါလေကြိုင်အမှန်တရားထဲမှာအမှားဖြစ်နေတယ်လို့ပဲအမှားတွေကအရာတွေကိုကျွန်တော်တို့ကအမှန်ယူပြီးပြည်သူစိတ်ချမ်းသာအောင် ပြန်ပြောအောင်သူတို့ဘက်ကတို့ပြောနေပြီသူတို့ဘက်ကတကလုံးနေပြီ TNN တွေဥဆောင်ပြီးတော့စစ်တပ်ကိုခေါ်ပြီးမိုးကုတ်မျိုးကိုလာနေပြီးရေမခုံကြပါနဲ့မပြည့်စုံတဲ့ကျွန်တော်တို့ဘက်မှာပြည့်စုံတဲ့လူတွေကျိုးဆွဲရလုံနေတဲ့အရာကသူတို့ကိစ္စဒါပေမဲ့အဲ့ဒီနှစ်ခုရဲ့ကြားထဲက gap ဆိုတဲ့အရာမှာ9နှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာကျွန်တော်တို့တပ်ဦး NUG အဖွဲ့အစည်းရဲ့လုံရက်တွေဟာဒီနေရာမှာအဖြစ်ပဲဒါကတော့တိမှာပဲ မှန်ရင်မှန်တယ်မှားရင်မှားတယ်နိုင်ငံရေးရေချင်ပြည့်ရင်ပြည့်တယ်မပြည့်ရင်မပြည့်ဘူးကိုကျိုးစီးပွားရှာရင်ရှာတယ်မရှာရင်မရှာဘူးကျွန်တော်တို့ကတော့စပီကာသမားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကပြောမှာပဲဘယ်အစိုးရတက်တက်ကိုလုံးမကိုစားရတယ်ဆိုတော့လမ်းမျိုးတော့ကျွန်တော်တို့ကမယူဘူးဘယ်အစိုးရတက်တက်ပြည်သူကိုရင်ဝယ်တားကဲ့သို့ထားပြီးတော့နိုင်ငံတိုးတက်ကြီးပွားအောင်လုပ်မဲ့အစိုးရဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကအားပေးထောက်ခံရမှာမဟုတ်အမှန်တရားပါပြောပြီးမဟုတ်တန်တရားတွေလုပ်ပြီးအမှားတရားကိုရင်ဝယ်ပိုက်ပြီးတော့ ကိုဂျိုးစီးပွားရှာနေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်ဆိုရင်လည်းကျွန်တော်တို့ကထုတ်ဖော်ပြီးတော့ပြောမှာပဲအဓိကအာနာရှင်စနစ်ကြဖို့နဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူလူထုလူအခွင့်အရေးကိုအပြည့်အဝရဖို့ကအရေးကြီးတယ်။ကြီးညာပေးနိုင်မယ်တဲလေးနောက်ထောင်ကြည့်အဲ့ဒါတခုကတော့ကြားဖြတ်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောချင်တာလေးရှိသေးတယ်။အဲ့ဒါကလည်းဆိုတော့ဒါမဲ့နိုဝင်ဘာလ23ရက်နေ့မှာအဲဒီထိုင်းနိုင်ငံစမုပကန်ဟုတ်တယ်စမုပကန်မှာ အဲဘာလို့မလဲစမှုပကံအေးပါစမှုသားရဲ့ဆိုလို့ရှိရင်ဒီ driver ကိုပေါက်ပါ driver ကိုပေါက်ရိုက်ကူးထားတယ်ပြီးရင်လေးစားတယ်သူတို့လေးစားတယ်မျက်နှာကိုတစ်ချာကြည့်လေးလေးစားစားနဲ့ကိုကျင်ညာပေးတာကျွန်တော်တို့ကျင်ညာရမလို့အဲမင်းမကွန်အပါဝင်တခြားသောဒီအကြံဖက် video update တရုတ်ဆောင်ထားတဲ့ပျုံပျုံလေးဆိုတဲ့စကားကိုယုံတယ်မယ်ဆိုပြီးတော့ကြော်ညာကြတယ်အဲ့တော့သူတို့လူမှုကွန်ရက်တင်းနေအရာတော့အဲ့ပျုံပျုံလေးဟာဆိုတော့ချင်းမိုင်ပါလေ ချင်းပိုင်းမှာမဲဆောင်မှာတို့တို့ဒီယုံတင်ပြီးသွားပြီဆိုပြီးတော့တို့ရဲ့လူမှုကွန်ရက်တင်းနေအရာသိရတယ်ပေါ့နော်ဘယ်ယုံဒီမှာတင်လဲဆိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့အခုဒီလာမယ့်နိုဝင်ဘာလ23ရက်နေ့မှာတော့အဲဒီထိုင်းနိုင်ငံစမှုပကံမှာပြမဲ့ပွဲမှာဒဇင်ဦးကလာကြည့်မြဲတဲ့နှစ်ယောက်ခုမှာတဲ့အဲ့ဒါကြည့်ကျင်တဲ့လူတွေဒီမှာကျွန်တော်လင်မှာ distraction မှာချပစ်ကြတယ်ဒီဘေးပါလဲအကုန်လုံး link တွေချပစ်ကြတယ်လက်မှတ်လေးတွေဝယ်ပြီးတွားကြည့်လို့ရတယ်ဥရသူစနစ်နဲ့တက်ကုန်းမနဲ့အတူတူကြည့်ရမယ်ပကံမှာ အဲ့တို့ဒီကောက်ကိုယုံတင်မယ်အခုလက်မှတ်တည်တောင်းတို့ချောင်းနေကြပြီလို့သိရတယ်ပေါ့နော်ဒါဒါလေးတက်လာတယ်အဲ့တော့ဒီကနေ့လဲ information team မှာလဲကျွန်တော်ဝင်ပြီးတော့မေးခဲ့လိုက်ပါတယ်နောက်ထိုင်းနိုင်ငံအဲ့လိုအဲ့လိုတွေလုပ်နေတယ်အချမ်းဖတ်သမားတွေကိုထောက်ပို့ဖို့အတွက်ထောက်ပံ့ဖို့ရအတွက်ဇာကားတွေဒီမှာယုံတင်နေရဲအဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရောတပ်မှန်ရေးရအနေနဲ့ရောထိုင်းနိုင်ငံကိုအတိပေးတာတွေအချောင်းချစာတွေအလုတ်တာတွေလုတ်တလားပေါ့နော် လုတ်လုတ်ဖို့အစီအစဉ်ရှိလားမရှိဘူးလားပေါ့ကျွန်တော်အဲ့ဒါလေးတွေးမိထားတယ် information team မှာအခုချိန်ထိတော့မဖြေသေးဘူး အနိုင်ပါတယ်မှန်နေရအခုဒါညနေ6နာရီကျော်ပြီပေါ့နော်အခုချိန်ထိတော့ကျွန်တော်အပြင်မရသေးဘူးကျွန်တော်အဲ့လိုလေးမိထားတယ်အဲတပတ်သူအဲ့တော့ထိုင်းနိုင်ငံကလေဟိုအချက်စာကြီးကဘလောက်ထိုင်းနိုင်ငံကမြန်မာနိုင်ငံပေါ်အချက်စာဩနင်းဟာလေကျင်ညာပေးတာကောင်းကောင်းမွန်မွန်ကျင်ညာပေးပြီးရောပေါ့ဘာလို့မလဲရန်တိုက်ရုံးမလားဟာတိုက်တာဘလောက်မကောင်းလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံတည်းကလက်နက်ကိုင်းတောင်းကျမ်းသူတွေပေါ့နော်လက်နက်ကိုင်းတောင်းကျမ်းသူတွေကိုသူတို့နိုင်ငံထဲမှာအေးအေးလေးလေးလက်လက်သွားလာနေထိုင်ခဲ့ပေးထားတယ် အဲ့ဒါနဲ့တောင်းကျမ်းသူတွေရဲ့ပိုင်ဆိုင်မှုတွေထိုင်းနိုင်ငံမှာအေးအေးဆေးဆေးလက်ခံထားရှိထားတယ်။ပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာ2021ခုနှစ်မှာနိုင်ငံရေးဖြစ်စဉ်ကြီးဖြစ်တော့ခါကြတော့ကျွန်တော်နိုင်ငံရဲ့ဒီနိုင်ငံအောင်ဒေါ်လာပုံကံမဲ့သူတွေအစိုးရအောင်တဒေါ်လာပုံကံမဲ့သူတွေအကုန်လုံးဘယ်ရောက်ရောက်လဲဆိုအဲ့ထိုင်းနိုင်ငံမဲ့ဆောက်ကနေပြီးတော့ဟိုချင်းမအောင်ရောက်အောင်သူထိုင်းရနာပိုင်းဘာဖြစ်လို့လဲဒီကလူပီတာတဲ့လူတွေအမှန်တရားကိုမြန်နိုးတဲ့လူတွေထိုင်းနိုင်ငံကလက်ခံထားတယ်။တို့ပေမဲ့ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာမြန်မာနိုင်ငံမှာအလကားရတဲ့ လူသားအရင်းမြစ်တွေရရှိလိုက်တယ်။အဲ့ဒီအတွက်မာတိုးကနစ်နာတယ်။နစ်နာလို့နင်တို့မမပြီမာနေတဲ့အာနာရှင်စနစ်ကိုတွန်းလှန်နေတာကိုအမှန်တရားမြင်လို့တဲ့နိုင်ငံတကာအတိုင်းဝိုင်းနဲ့ကိုက်ညီတဲ့နိုင်ငံကတော့လက်ခံထားတယ်။ဒီရာကိုတော့နင်တို့ညင်းလို့မရဘူး။ကလူတချို့ပေါ့ပါပါတယ်။ကျွန်မအဲ့တုန်းကတော့ကျွန်မတရင်ရသမျှအကုန်လုံးစုဆောင်းပြီးတော့တာဝန်ရှိသူတွေကိုပို့ခဲ့မှုရပါတော့။အဲ့ထိုင်းနိုင်ငံကအဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်သူကကားနဲ့ကယ်ရိုက်ပေးတာ။မြန်မာနိုင်ငံကဒီမဲဆောက်ကနေပြီးတော့ချင်းမိုင်ဒီဘတ်ဘလောက်ဆိုပြီးတော့ တကယ်ရိုက်ပြီးပို့ပေးရဒီစီရီယမ်လောက်တဲ့သူတွေပေါ့နော်စီရီယမ်လောက်တဲ့သူတွေပြီးရင်နောက်ထပ်တနိုင်ငံကိုထပ်ပြီးတော့ဒါ refugee အနေနဲ့ရှောက်ထားမဲ့သူတွေအမေရိကသွားမဲ့သူတွေအော်စီသွားမဲ့သူတွေအဲ့အကောင်လုံးသွားတခါတည်းကယ်ရိုက်ပြီးပို့ပေးရချင်းမန်ကိုအားလုံးသာဆုပြီးချင်းမန်ဒီမှာတစင်နောက်ထပ်နိုင်ငံနိုင်ငံတွေတတိယနိုင်ငံတွေကိုသွားပေါ့အဲ့လိုမျိုးလုပ်ပေးရဆိုတော့ထိုင်းနိုင်ငံအဲ့လိုမျိုးအခြေစားလိုက်တာရှိတယ်ပြီးရင်မြန်မာနိုင်ငံတွေကတောင်းတသူတွေအားလုံးလက်ခံပေးထားတယ်ထိုင်းနိုင်ငံပြီးရင်တောင်းကျသူတွေတင်လက်ခံတာပေါ့အဲတောင်းကျသူတွေကိုဆက်ပြီးတော့ရှင်သန်တာအောင်လို့အဲတောင်းကျသူတွေရောင်းဝယ်ရှာတာတွေနဲ့ပတ်သက်ပြီးတော့ကူညီအားပေးထားတယ်အခုဆိုရုပ်ရှင်တွေပြပေးတော့မှာ အဲ့တော့အဲ့တော့ထိုင်းနိုင်ငံကလူတွေဟိုကျွန်မမေးချင်တယ်ပေါ့နော်ထိုင်းနိုင်ငံကိုဒီနေရာကနေမေးချင်တယ်ကျွန်မစကားနားလည်လဲမလဲလဲဟိုတည့်ရသူတွေဒီဗီဒီယိုဖိုင်ကိုပပြပြီးတော့ဘာသာပြန်မေးလိုက်ကြဗျာနော်ကျွန်မပြောချင်တယ်အခင်ဗျားတို့ထိုင်းနိုင်ငံကိုတော်လန်ပုံကံမဲ့သူတွေခင်ဗျားတို့ထိုင်းမရတဲ့ရန်တိုက်ပြီးရထိုင်းနိုင်ငံကိုတော်လန်ပုံကံမဲ့သူတွေဆိုပြီးတော့တွေးထိုးတာ ထိုင်းအစိုးရနဲ့ထိုင်းနိုင်ငံကိုစော်ကားတာဒါဒီစကားစော်ကားတဲ့စကား तू ပြောသလိုပဲ သူပြောတဲ့အတန်ဖိုင်ကိုတည်တည်ချာချာဘာသာပြန်ပြီးတော့ကျွန်တော်ပြောတဲ့အတန်ဖိုင်ကိုလည်းတည်တည်ချာချာဘာသာပြန်ပြီးထိုင်းစိုးရောက်ပို့ပေးပါမြန်မာနိုင်ငံအတွင်းမှာရှိတဲ့အတ္တတွေနဲ့ဖီစည်းနေတဲ့ပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်နေတဲ့အဖွဲ့အစည်းမှာပါတဲ့ဒီမိမတစ်ယောက်ကစော်ကားနေတယ်ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့အစိုးရအဖွဲ့အစည်းမှာရှိတဲ့လူတွေနဲ့ထိုင်းနိုင်ငံသားအားလုံးကပခုံးနှစ်ဖက်ကြားခေါင်းပေါက်တယ်ဘာသာလည်းမခွဲဘူးလူမျိုးလည်းမခွဲဘူးအတိဒုက္ခရောက်နေတဲ့လူကို ကိုချင်းစာတရားအပြည့်နဲ့ကူညီထားတယ်ဒီအရာကိုသူတို့ကထပ်ပြီးတော့မီးရှို့တယ်မီးရှို့တဲ့နေရာမှာမှထပ်ပြီးတော့ဘယ်လိုမျိုးရှို့လဲဆိုတာထိုင်းနိုင်ငံအတွင်းမှာရှိတဲ့လူတွေလည်းအားလုံးကြားလိုက်မယ်စော်ကားတာထိုင်းတက်မတော်ဆိုပြီးသူပြောပါတယ်နော်အဲအစိုးရကတို့ထိုင်းဘရင်တက်မတော်ကိုတော်လံပုံကံမဲ့သူတွေကျွန်တော်တို့ထပ်ပါလာတယ်ထိုင်းဘရင်တက်မတော်ထပ်ပါလာတယ်ရန်တိုက်ပြီးတာဒီမှာနိုင်ငံမှာနေမှာကျွန်တော်တို့ခေါ်ထားမယ်ခေါ်ပြီးကွန်မန်းပေးခိုင်းမယ် ါတို့မြန်မာနိုင်ငံထဲမှာနေနေပြီးတော့ရင်မင်းတို့ထိုင်းဆိုးရအောင်ပုံကံအဲ့မှာပုံကံမဲ့သူတို့မိဒီကနေကွန်မန်ပေးဒီကနေပြီးကွန်ထရိုးလုပ်ဒီမှာစင်မြဆိုးရဖွဲ့နောက်ဖွဲ့ပြီးဒီကနေပြီးကွန်မန်ပေးပြီးတော့ထိုင်းအဆိုးရအောင်ပုံကံခိုင်းစတားရပြခိုင်းမတို့မြန်မာနိုင်ငံမှာအေးစစ်နေဆိုပြီးကျွန်တော်တို့အဲ့လိုခေါ်ထားပေးမယ်ရမလားရမလားအဲ့လိုခေါ်ထားမယ်ခင်ဗျားတို့ငြိမ်းခံပါလားအဲ့စကားကိုကျွန်တော်တို့မေးချင်တယ်နောက်ကျွန်မထိုင်းနိုင်ငံမတော်မရောက်တာတော်တော်ကံကောင်းတယ်ကျွန်မရောက်ရင်အဲ့လိုသွားမေးမှာရောက်ရင်လာခဲ့ပါပောက်ဖို့တော့ တုံကယ်ဂရင်းဆိုင်ဘူးနင်လာမယ်ဆိုရင်တော့ငါတို့ကတော့ကြိုနေမှာပဲအဲ့တော့ထိုင်းနိုင်ငံလူတရားရောက်လာမယ်ဆိုလို့ရှိရင်လည်းကျွန်မအဲ့ဒီမေးခွန်းမေးပြန်မှသိကြပါတယ်နော်အဲကျွန်မလည်းဒီပွဲတွေတက်နေရထိုင်းဟာလူတွေနဲ့ကျွန်မတိတ်မတွေ့ရသေးဘူးတွေ့ပြင်ကျွန်မမေးမှာတေချာတော့မေးမှာဘာဖြစ်လို့လဲဆိုတော့အဲ့မင်းငါတို့ငါတို့နိုင်ငံတော်အစိုးရငါတို့နိုင်ငံတော်ဒေါ်လာပုံကံနေရတူတွေကိုကြာမင်းတို့နိုင်ငံထဲမှာလက်ခံထားတယ်ဆိုမင်းတို့နိုင်ငံကိုဒေါ်လာပုံကံမဲ့တူတွေငါတို့မြန်မာနိုင်ငံထဲမှာလက်ခံထားမယ်သူကသူစိတ်တော့တုံးတဲ့တိုင်မကတော့အထ30တိုင်ကြီးမင်းနဲ့ပဲစောက်ပြီးနေနေငါတို့လက်ခံထားပြီးတိုင်မယ်သူကသူမင်းတို့ထိုင်းဘက်ငွေတွေတန်းနဲ့ချီပြီးတော့ပဲ ယူတာယူတာငါတို့ငါတို့ဘာတွေမှာလက်ခံထားပေးလိုက်မယ်သူရဲ့ပိုင်ဆိုင်မှုတွေအေးစေးထားပေးထားမယ်ပြီးရင်သူစိတ်ကြိုက်ညို့အဲ့မှာထိုင်းနိုင်ငံကြီးမတိမငြိမ်ဖြစ်အောင်ထိုင်းနိုင်ငံကြီးအချိုင်းပင်းထိုင်းဆိုးရတွေကိုဒါဟိုတော်လံပုံကံမဲ့သူတွေသူကသူဘာတွေပဲပြောနေပြောနေဘယ်လိုပဲကွန်မန့်ပေးနေပေးနေငါတို့အေးစေးသူ့ကိုထားထားမယ်စောင့်ရှောက်ပေးထားလိုက်မယ်ဆိုရင်ခင်ဗျားတို့လက်ခံပါလားထိုင်းနေခင်ဗျားတို့လက်ခံပါလားနော်လက်ခံထားလိုက်တယ်ဘသူတွေကိုလက်ခံထားလဲဆိုခုနကကျွန်တော်ပြောဆိုပါလူတွေကိုလက်ခံထားတယ်ဘာကြောင့်လူတွေကိုလက်ခံထားလဲဆိုတော့ကိုချင်းစာတရားအပြည့်ရှိတဲ့လူတွေကိုလက်ခံထားပြီးတော့ မကောင်းတဲ့အာနာရှင်စနစ်ကိုမကြိုက်တဲ့လူတွေအမှန်တရားလုပ်တယ်ဆိုလို့တက်ခံထားတယ်ဒီအရာကိုထပ်ပြီးတော့ထိုင်းတက်မတော်လို့ထိုင်းဘရင်တက်မတော်ဆိုပြီးတော့ထပ်ပြီးတော့တွေးခွဲတယ်ဒီအရာတွေအားလုံးကိုထိုင်းဆိုးရကတော့လုံမယ်လို့နင်ကထင်နေသလားမလုံလို့အမှန်တရားဘက်မှာနေနေလို့ငါတို့ဘက်ကအဖွဲ့အစည်းတစ်ခုရဲ့ညံပြင်းတဲ့နိုင်ငံရေးအတွေးခေါ်တွေကြောင့်နိုင်ငံရေးအသည့်တွေကြောင့် ဒီလိုမျိုးတွေပြည်သူငါတို့ပြည်သူတွေဒီမှာလာပြီးဒုက္ခခံပြီးတော့နေနေတာအဲ့ဒီတော့နေရာပေးထားတဲ့ထိုင်းနိုင်ငံကိုလည်းကျေးဇူးတင်ပါတယ်ဒီနေရာကနေကျွန်တော်တခါလေးပြောချင်တာကထိုင်းနိုင်ငံအတွင်းမှာရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုနားထောင်ကြည့်ရင်ဒီမိမဟာထိုင်းနိုင်ငံထိုင်းနိုင်ငံသားနဲ့ထိုင်းတက်မတော်နဲ့ထိုင်းဘရင်တက်မတော်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံလာရောက်အတိတ်ဒုက္ခရောက်လာရောက်ခိုးလုံနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုရန်တိုက်ပေးနေပါတယ်လို့ဒါကြောင့်ခင်ဗျားတို့ပါရဆိုင်ရာတွေနဲ့လှမ်းပြီးတော့ ထချောင်းလိုလိုက်ပြီဗျာအားလုံးကျောင်းရင်းနဲ့ညီကိုချုပ်ပါလိုက်အားလုံးကောင်းသောနေ့ပါဗျာ